ဆရာမခင်ဗျနှစ်ပေါင်းများစွာဒီကျမ၈၆မှုပေါ့နော်ဟိုအတွေ့အကြုံတော့အများကြီးရှိတယ်မဟုတ်လက်ရှိဒီထိုင်းမြန်မာနဲ့ထိုင်းမြန်မာနဲ့ဇာမန်ဟိုကျမ၈၆မှုနဲ့ဒီမြန်မာနိုင်ငံကျမ၈၆မှုလက်ရှိမှာဘယ်လိုမျိုးကွာခြားမှုရှိပါလဲခင်ဗျအင်းကျမ၈၆မှုနဲ့ပတ်သက်ရင်တော့ဒီထိုင်းနိုင်ငံနဲ့မှဆိုရင်တော့ဒီဒုက္ခတဲ့စခန်းမှဆိုတာရှိတယ်ပြီးတော့ဒီထိုင်းနိုင်ငံမှာရှိတဲ့ရွှေပြောင်းလူတို့တွေရှိတယ်နောက်တော့ um ဒီတွင်ဒုက္ခတွေပေါ့နော်ဒီဌာနေတိုင်းရင်သားဒုက္ခတွေပေါ့ဒီရွှေ့ပြောင်းဒုက္ခတွေဆိုတော့ရှိတယ်ဆိုတော့အဲ့ဒီဘက်မှာတော့ဒီဆောက်ရှောက်မှုနဲ့ပတ်သက်လို့ကတော့ဒီထိုင်းနိုင်ငံမှာရှိတဲ့အဖွဲ့စည်း um ဒေတာနှစ်ခုပေါ့နော်ဆိုတော့ဒီဒုက္ခတွေစခန်းနေမှာတော့ဒီနိုင်ငံတကာဈာမရေးအဖွဲ့စည်းတွေကနေပြီးတော့တိုက်ရိုက်ဈာမရေးဝန်ဆောင်မှုပေးပါတယ်ဒီထိုင်းနိုင်ငံမှာရှိတဲ့ရွှေ့ပြောင်းလူထုတွေမြန်မာပြည်သားတွေ အတွက်အကြတော့ဒီတရားဝင်အလို့သူမှမှတ်ပုတ်တင်ရှိရင်တော့ဒီကျမရဲ့အမခံဝယ်ယူလို့ရပြီးတော့ဒီကျမရဲ့အမခံနဲ့ထိုင်းရဲ့ဒီအစိုးရဆေးရုံတွေမှာသူတို့ကျမရဲ့စေကူသားခွင့်ရှိတယ်ပေါ့ဒီအကယ်၍တော့သူတို့ကဒီတရားဝင်အလို့သူမှမှတ်ပုတ်တင်ထားတာမဟုတ်ဘူးဆိုရင်တော့ဒီဒီကျမတို့ဒီမက်တော်ဆေးကန်းတို့မှာဖြစ်စေနောက်တော့တခြားသောသောနိုင်ငံတကာအဖွဲ့အစည်းတွေလည်းဒီဒုက္ခသည်စခန်းအပြင်မှာဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းမှာဖြစ်စေပါသူတို့ ဝန်ဆောင်မှုလက်လက်လမ်းမိတယ်ပေါ့ဒီပြည်တွင်ထဲမှာ အနေထားကြတော့ဒီတိုင်းရင်းသားဒေသဒေသအလိုက်မှာဒီတိုင်းရင်းသားဂျမတ်ရေးအဖွဲ့အစည်းတွေရှိတယ်နောက်တော့ကျမတို့ဒီနယ်လှည့်ကြဖို့အဲ့ဂျမတ်ရေးလှုပ်တာတို့မြန်မာနိုင်ငံဆေးပညာရှင်များအပင်တို့အနေပြီးတော့မှဆက်ဆက်ဆောင်ရွက်ပြီးတော့ဒီပတ်မိုးထားတဲ့စနစ်တွေလည်းရှိတယ်ပေါ့ဆိုတော့အထူးသဖြင့်တော့ဒီတိုင်းရင်းသားဂျမတ်ရေးဂျမတ်တိုင်းရင်းသားဒေသတွေမှာကြတော့ဒီတိုင်းရင်းသားဂျမတ်ရေးအဖွဲ့အစည်းတွေ ကနေပြီးတော့ဒီသူတို့လက်လက်မိတဲ့နေရာတချို့ထိန်ချုပ်ထားတဲ့နေရာတွေမှာတော့တိုက်ရိုက်ကျမရေးဝန်ဆောင်မှုတွေပေးတာရှိသလိုဒီကျမသင်တန်းတွေပေါ့ကျမရေးဝန်ထမ်းတွေကိုသင်တန်းပေးတာတွေဝန်ထမ်းမွေထောက်တာတွေကိုကြတော့ဒါပူပေါင်းပေါ့နိုင်ငံတကာအဖွဲ့အစည်းတွေရောနေစာအခြေပြုတဲ့တိုင်းရင်းသားကျမရေးအဖွဲ့အစည်းတွေရောမက်တော်စီကန်တို့ရောဒါကျမတို့ပူပေါင်းဆောင်ရွက်ပါတာဟုတ်ကဲ့အခုဆိုရင်ထိုင်းနိုင်ငံနေစာရောက်ဒီမြန်မာတွေကိုပေါ့နော်ဟိုကျမရေးရှေ့ရှောက်မှုနှစ်30နီးပါးရှိလိုက်ပေါ့နော် ဟုတ်ကဲ့ဒီအတွေ့အကြုံရထိုင်းနိုင်ငံကကျမ်းမာရေးရှင်းရှင်းမှုဟိုအစ်စ်တန်းနဲ့ပေါ့နော်မြန်မာနိုင်ငံနဲ့နှိုင်းရှင်းမယ်ဆိုရင်ရောဘာတွေ꽌ချမှုရှိတယ်လဲပေါ့ထိုင်းနိုင်ငံမှာတော့ဒီထိုင်းနိုင်ငံသားတွေအတွက်ကတော့ဒါသူဟိုကျမ်းမာရေးအမခန်ပေါ့နော်ဒါကျမ်းမာရေးဟိုဝန်တန်းဆိုလဲဝန်တန်း live ပေါ့နော်ဒါမဟုတ်ဝန်တန်းမဟုတ်ပဲねဒီလို private sector မှာလုပ်တဲ့လူတွေလဲ private sector live ရှိတယ်နောက်တရားမဝင်အလုပ်သမားဆိုလဲတရားမဝင်အလုပ်သမားပေါ့နော်ဒီအလုပ် တရားဝင်မှတ်ပုံတင်တဲ့အလို့သမားစသည်ဖြင့်ပေါ့ဒုက္ခတဲ့စခန်းစသည်ဖြင့်သူကဟိုအုပ်စုလိုက်ခွဲခြားပြီးတော့သူကျမ်းမာရေးရပိုင်ခွင့်တွေကိုတတ်မမှတ်ပေါ့နော်ဒီအာတင်ဟိုဆွေးနွေးတင်ပြထားတာတွေပေါ့စီစဉ်ဆောင်ရွက်တာတွေရှိပါတယ်ဒါကလည်းဟိုနှစ်တစ်နှစ်နဲ့တစ်နှစ်လိုက်တော့ဟိုအထူးသဖြင့်တော့မြန်မာပြည်သားတွေပေါ့ဒီရွှေပြောင်းလို့သမားတွေနဲ့ပတ်သက်လို့ကတော့တစ်နှစ်နဲ့တစ်နှစ်တော့ဟိုမိုဘိုင်းဆိုင်ရာတွေမှာကွဲပြားခြားနားမှုတွေတော့ရှိပါတယ်အဲတိုးတော့လည်း အာဒီထိုင်းနိုင်ငံမှာရှိတဲ့ဆေးရုံဆေးခန်းတွေအလုံးကတော့အာဒီဒီမြန်မာပြည်သားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိတဲ့အတွက်ကြောင့်တော့ဒီလက်လှမ်းမှုနီးမှုရအောင်တော့ဒါကျမတို့စီစဉ်ဆောင်ရွက်နေမှာနိုင်ပါတယ်အထူးသဖြင့်တော့နေဇတ်ဒေတာ အခြေအနေအရဆိုလို့ရှိရင်တော့ဒီနေဇတ်နဲ့ပတ်သက်တဲ့အကြမ်းမရေးဆိုင်ရာတွေပေါ့အထူးသဖြင့်တော့အခုဆိုရင်တော့ဒါစီးပွားရေးဆောင်နေဖြစ်လာမှာတော့ ုက္ခတဲ့စခန်းနေရဲ့အနေထားဆိုတော့အဲ့ဒီဒေတာမှာရှိတဲ့လူတူရဲ့လိုအပ်မှုပေါ်မှာအခြေအနေပေါ်မှာနော်ဒီမူပါမူပါဒပိုင်းဆိုင်ရာတွေပေါ့ကျမအေးဆိုင်ရာမူပါဒပိုင်းဆိုင်ရာမှာကျမအေးလက်လှမ်းမိဖို့အတွက်ကိုတော့နော်ဒီသက်ဆိုင်ရာ NGO တွေလူတူအခြေပြုအဖွဲ့အစည်းတွေနဲ့ဆက်လက်ဆောင်ရွက်နေတာရှိပါတယ်ဟုတ်ကဲ့ဟိုတပြန်တဲ့ထဲမှာပဲမြန်မာနိုင်ငံရဲ့ဟိုကျမကြီးအစ်စ်တန်းကိုပေါ့နော်မြင့်တင်ဖို့အစိုးရအနေနဲ့ဘာတွေလုပ်လုပ်ပေးဖို့လိုပါသေးလဲခင်ဗျ ကျမရေအဆင့်တန်းမြင့်တက်မှာတော့ဒါကျမရေခန္ဓာတစ်ခုထဲနဲ့တော့မပြီးပြည့်စုံနိုင်ပါဘူးကျမရေခန္ဓာပိုင်ကတော့ဒီကောင်းမွန်တဲ့ကျမရေစနစ်ဖြစ်လာဖို့အတွက်အခြေခံလိုအပ်ချက်တဲ့ချက်ဒီဒီကမ္ဘာကျမရေအဖွဲ့ချုပ်ရဲ့အာဒီကျမရေစနစ်တည်ဆောက်မဲ့ ဟိုဒေါက်တိုင်6ခုပေါ့နော်ဒါစီမံခန့်ခွဲမှုအုပ်ချုပ်မှုပိုင်းဆိုင်ရာတွေဖြစ်ဖြစ်စေရန်ပုံငွေပေါ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာနောက်ဆေးဝါးနဲ့ဆစ်ပစ္စည်းတွေရဲ့ဒီအရေးသွေးထိန်းချုပ်မှုနဲ့ဆေးဝါးရရှိနိုင်မှုမှပုံတင်မှုဆိုင်ရာကိစ္စတွေရှိတယ်။နောက်ကျန်းမာရေးဝန်ဆောင်မှုပြီးတဲ့အချိန်မှလည်းဒီဟိုဒေတာဒေတာအလိုက်လက်လှမ်းမှုရှိအောင်နဲ့လူတို့ကလက်ခံအသုံးပြုနိုင်အောင်ပေါ့နော်ဒီတူတူညီတဲ့ ဒန်းလူကြီးမြားတဲ့ကျမကြီးစနစ်နဲ့ကောင်းမွန်တဲ့လက်လန့်လက်လန့်မိနိုင်တဲ့ကျမကြီးဝန်ဆောင်မှုတွေရဖို့အတွက်ကိုဒါဒေတာအလိုက်လဲဖွံ့ဖြိုးအောင်ဆောင်ရွက်မှရှိသလိုပေါ့နော်ဒီအာတင်ဒန်းတွေကျမကြီးဆိုင်ရာတင်ဒန်းတွေနောက်တော့ကျမကြီးဆိုင်ရာဝန်ထမ်းတွေကိုအာတာဝန်ပေးတာနဲ့အရေးသွေးတွေဆန်းစစ်တာတွေနဲ့နော်ဒါသူ့ရဲ့ဒေတာအလိုက်လိုအပ်တဲ့ကျမကြီးအဝနအမျိုးအစားတွေလုံလုံလောက်လောက်ပေါ့နော်စီမံခန့်ခွဲပေးနိုင်တယ်လို့အပ်တယ်တစ်ချိန်တည်းမှာပဲဒီချမ်းမကြီး တရင်အချက်လက်ဆိုင်ရမှာပေါ့နော်ဟိုကောက်ယူစုဆောင်တဲ့အခါမှာဖြစ်စေနော်ဒီစီစစ်သုံးသတ်တာတွေဖြစ်စေဒါတိချအမှန်ကန်မှုတွေအဲ့တော့ဒီသူ့ရဲ့ဒီဒေတာနဲ့လိုက်လွန်ညှိထွေတဲ့အာကျမကြီးအမ်တရင်အချက်လက်ကောက်ယူတဲ့စနစ်တွေကိုပေါ့နော်ဒီအချိန်မီနဲ့ဒီတိချကြမှန်မှန်ကန်ကန်ကောက်ယူနိုင်မှုထုတ်ပြန်နိုင်မှုနော်အဲ့ဒီတရင်အချက်လက်မှမူတည်ပြီးတော့ကျမတို့ဟိုရဲ့ဒီလူရင်းမြစ်နော်ဒီငွေရင်းမြစ်တွေကို စနစ်တကျစီမံသုံးဆွဲတာတွေပေါ့နော်ဆိုတော့ကျမရေးစနစ်ကောင်းမွန်လာဖို့ကတော့ဒါကျမတို့ဟိုဟိုပူပေါင်းဆောင်ရွက်ခန္ဓာပေါင်းစုံပူပေါင်းဆောင်ရွက်ရမှာလည်းဖြစ်လို့ပေါ့နော်ဒါရေးရှိလောက်ရမယ်နော်ဒီရှင်းကြီးမြုပ်နှံရမယ်ကိစ္စလည်းဖြစ်ပါလေနောက်တစ်ခုကတော့ဒီမူဝါဒပိုင်းဆိုင်ရာမှာကောင်းမွန်မှာပဲနော်ဒီအလုံးဒါဒီအခြေခံလူခွင့်ရေးပေါ့နော်ကျမရေးခွင့်ရေးကိုလက်လှမ်းမိနိုင်မှာဖြစ်ပါတယ် โอเคโอ้ရှာမအနေနဲ့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဟိုကျမ်းမာရေးဝန်ဆောင်မှုပေါ့နော်အနည်း30နီးပါးရှိလာပြီပေါ့နော်โอเคမြန်မာအဖြစ်အများဆုံးဟိုယောဂတွေပြဿနာတွေပေါ့နော်ဘာတွေလဲခင်ဗျာပြောပြပြောလာဟိုယောဂဖြစ်များတာတော့ဒါဒေတာအလိုက်ကတော့ဟိုဒီညဆက်ဒေတာဆိုတာတော့ငှက်ဖြာယောဂဖြစ်များတယ်သို့တော်လည်းဒီလိုရွှေ့ပြောင်းနေတဲ့လူထုတွေအားရချုပ်တဲမှုရှိနေတဲ့ကလေးတွေတော့နောက်တော့ဒီဟိုကျမ်းမာရေးအသိပညာနဲ့ပါတဲ့ဒေတာတွေမှာတဲ့နောက်တစ်ခုကတော့ဒီအထူးသဖြင့်တော့ ဟိုစစ်ပီးစစ်တမ်းခံနေရတဲ့ဒေသတွေပေါ့နော်။နောက်တော့အတီတကြပေါ့တချို့လည်းအတီတကြနေထိုင်ဖို့အခြေအနေမရှိတဲ့လူတွေမှာတော့ဒါဖြစ်လေဖြစ်ထားရှိတဲ့ကလေးတွေမှာဒီဝန်ပြေဝန်ချော်ယောဂါတို့နောက်တော့ဒီအဆုတ်ရောင်ယောဂါတို့ပေါ့နော်။ဒါရိုးရိုးကကွယ်တာမန်ကကွယ်လို့ရတယ်။အာကုသလို့ရရမယ်လို့လက်လှမ်းမမီတဲ့အခြေအနေမှာကြောင့်ဒါကလေးတွေမှာတော့ဒါဖြစ်များတယ်ပေါ့နော်ဒါအမျိုးသမီးတွေဆိုရင်လည်းဒါကိုဝန်ဆောင်သွားဖွားနဲ့ပတ်သက်တဲ့ ဒီမြူဇက်ပွားဆိုင်ရာကျမရေးပြဿနာတွေရှိမယ်။နောက်အခုဘိုင်းမှာတော့ကျမတို့ဒီဟိုအရင်တော့ကတော့စစ်ပွဲတန်ရာတွေအကြောင်းဖြစ်တဲ့မိုင်းတို့မိုင်းတန်ရာတို့เนาะတနတ်တန်ရာတို့ကတော့ဒါရှိခဲ့မယ်လို့အခုနောက်ပိုင်းမှာတော့ကျမတို့ဒီဒီလုပ်ငန်းခွင်တွေမှာ ਨੇ နော်ဒီလမ်းနေမှာပေါ့နော်ဒါထိခက် accident တွေဖြစ်တာတွေလည်းပို့ပြီးတော့အရင်ကထက်ဆိုင်ပို့တွေ့ရပါတယ်။နောက်တစ်ချိန်တည်းမှာပဲဒီခလေးတွေရဲ့အာဟာရချို့တဲမှုကတော့ဒါ အဲတခါမှကြာဆင်သွားတာမရှိပါဘူးဒါအမြဲဆက်ရှိနေတယ်ဆိုတော့သူတို့ရဲ့ဒီဆင်းရဲနှုံးပါမှုနဲ့အလောက်ကိုင်းမတည်ငြိမ်မှုတွေနော်နောက်တော့ဒီလုံခြုံမှုအရာပေါ့နော်ဒီလွလွလပ်သွားလာလှုပ်ရှားနိုင်ဝေးမရှိတဲ့အတွက်ကြောင့်ဒီခလေးတွေမှာတော့ဒီအဲဒီစစ်ပီစစ်တန်းကြောင့်လည်းဒီစိတ်ပန်းဆိုင်ရာကိစ္စတွေလည်းကြာကျွန်မတို့တွေ့ရှိရပါတယ်ကျွန်မရဲ့ဝန်ဆောင်မှုအပေါ်မူတည်ပြီးတော့ပေါ့နော်ဟောပြည်သူတွေအတွက်ယောဂချွတ်နေကာကွယ်အတွက်ပေါ့နော်ဘာတွေလိုအပ်လဲ ဟိုဘာတွေလိုက်နိုင်အောင်လဲတစ်ချက်လောက်ပြောပြပါလားခင်ဗျ။อืมကျမရေးဆိုင်ရမှာတော့ဒါဟိုကုသရေးတစ်ခုထဲလဲမရဘူးကာကွယ်ရေးလဲအဲလုတ်ပေးရမှာရှိတယ်။ကာကွယ်ရေးတစ်ခုလဲမရဘူးထိရောက်တဲ့ကုသမှုတွေအတွက်လုံလောက်တဲ့ဆေးရဆေးဝါးတွေနဲ့ဟိုအချိန်မီပေါ့နော်ဒီယောဂမကြီးခင်မှာအာဟိုအချိန်မီဆေးရုံဆေးခန်းကိုရောက်ရှိနိုင်မှုကျမရေးဝန်ထမ်းတွေနဲ့ထိတွေ့နိုင်မှုလိုအပ်သလို့ ဟိုထိခိုက်နေနာမှုတွေဖြစ်လာပြီဆိုရင်လည်းဒါပြန်လည်ထူထောင်ရေးကိစ္စတွေပေါ့နော်ဆိုတော့ကျမရေးအဆင့်မြင့်လာဖို့ကတော့ကျမတို့ဒီကာကွယ်ရေးရောကုသရေးရောနော်ဒီပြန်လည်ထူထောင်ရေးကိစ္စတွေပေါ့နော်ဒါရုပ်ပိုင်ဆိုင်ရာစိတ်ပိုင်ဆိုင်ရာဒါပူပေါင်းဆောင်ရွက်ရမယ်လုပ်ငန်းတွေဖြစ်ပါတယ်ဟုတ်ကဲ့နောက်တစ်ခုကဒီနေရာမှာအထူးမင်းလို့တန်ကတော့မြန်မာပြည်မှာပေါ့နော်ကလေးနဲ့မိခင်တို့ကလေးတွေရဲ့ကြမ်းမာရေရှောက်မှုဟာပေါ့နော် ုတ်ကဲ့လိုအပ်ချက်တွေရှိနေသေးတယ်ဗောနော်ကြားရဗောနော်ဟုတ်ကဲ့ဒီလိုအချက်တွေကိုဟိုပြင်ဝဖို့ဘာတွေလိုဘာတွေလုတ်တင်နေသေးလဲဗောဒီဝဖို့ကတော့ခုနဟိုပြောပြတဲ့ဒီချက်မရေးစနစ်ခေါင်းမွန်လာဖို့မှာခေါင်းမွန်နဲ့မူဝါဒတွေပေါ်ထွန်းလာဖို့ရယ်နောက်တော့ဒီအထူးသဖြင့်တော့ဒီဒေတာဒေတာအလိုက်မှာဗောနော် သူလူထုတွေကိုယ်တိုင်ကဒီဆွမ်းအားမြင့်တင်လာဖို့အထူးသဖြင့်တော့ဆုံးအောင်မြင့်တင်လာဖို့ပြောတဲ့အခါမှာကျတော့သူတို့ရဲ့ ဟိုလုံခြုံမှုပေါ့ဒီဘဝလုံခြုံမှုနဲ့เนาะဒီနိပညာပိုင်းဆိုင်ရာတွေကိုလက်လံမိမှုဒါတွေကိုဆောင်ရွက်ပေးခြင်းအဖြစ်เนาะလူတိတွေကိုယ်တိုင်ကလည်းဒီလူတို့ကြမှာပဲဒီကောင်းမွန်တဲ့ဈာမကြီးရည်သွေးရှိတဲ့ဈာမကြီးဝန်ထမ်းတွေကိုမွေးထုတ်ပြီးတော့เนาะသူ data ဖွံ့ဖြိုးရေးကိုသူ data လိုက်ဆောင်ရွက်သွားတာဖြစ်သလိုเนาะနိုင်ငံလုံးအတိုင်းအတာနဲ့လည်းဒါကောင်းမွန်တဲ့မူဝါဒတွေစနစ်တွေပေါ်လာဖို့လည်းဆောင်ရွက်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ ဟိုလက်ရှိမြန်မာပြည်သားတွေကထိုင်းနိုင်ငံမှာအများရောက်ရှိနေပေါ့နော်ဟုတ်ကဲ့ထိုင်းရောက်မြန်မာတွေကိုပေါ့နော်ဟိုဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဗာမများပြောချင်ပါလဲထိုင်းနိုင်ငံမှာ ရှိတဲ့မြန်မာပြည်သားတွေကတော့အမ်တချို့ကတော့လေဒီနေရာမှာအခြေတကြပေါ့နော်အလောက်ကိုင်းအခြေတကြဖြစ်တဲ့ပုံမှာတော့ဒီထိုင်းနိုင်ငံမှာရှိတဲ့ဆေးရုံဆေးခန်းတွေကိုဟိုတိုက်ရိုက်သူတို့ဝန်ဆောင်မှုတွေလက်လှမ်းမိနိုင်တာရှိတယ်အဲသို့တော်လည်းတစ်ချိန်တည်းမှာပဲဒီ ဟိုအသက်အသက်ရောက်လို့ရှိလာတယ်အဲနောက်တော့ဒီကလေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒီအလုပ်သမားတွေရဲ့ဟိုချမကြီးအာမခံကိုလက်လမ်းမမီတဲ့လူတွေကအများစုဖြစ်တဲ့အတွက်ကြောင့်နော်ဒီဟိုရောက်ရှိနေပြီးသားလူကလည်းဟိုလိုအပ်တဲ့နော်ဒီကုဒေတာအလိုက်ပေါ့ကိုအုပ်စုလိုက်ဥမာဆက်ယုံဆိုလဲဆက်ယုံလိုက်ကိုနေတဲ့ရက်ရွာဆိုလဲရက်ရွာလိုက်ပေါ့နော်အကြောင်းဆိုလဲအကြောင်းလိုက်မှာပေါ့နော်ဒါဟိုလိုအပ်တဲ့ဈာမကြီးဆိုင်ရာ ပညာရေးဆိုင်ရာနောက်တော့လူမှုရေးဆိုင်ရာကိစ္စတွေကတော့တော့ဒီဒီတူးချင်းစီရဖြစ်စေသူသူဟိုအစုအဖွဲ့နဲ့ဖြစ်စေပေါ့နော်ဒါလက်လက်မိအောင်ရဖို့အတွက်ကိုကတော့ဒီမြန်မာပြည်သားလူထုတွေကိုယ်တိုင်ကပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ဒီထိုင်အစိုးရရဲ့စက်မှတ်ရေးစနစ်တွေရောနိုင်ငံတကာစက်မှတ်ရေးဆောင်ရှားမှုတွေနဲ့ရောနော်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်ကိုကတက်ရိုက်ဆောင်ရွက်ပေးရမယ့်ပညာပေးလုပ်ငန်းတွေရှိတယ်လို့ เนาะဒီဒီကုဆက်ယောဂထိန်းချုပ်ရေးပိုင်းနေလူနာလွှဲပြောင်းတဲ့ကိစ္စတွေမှာဒီအဲ့ဒီရွှေပြောင်းလူထုတွေကိုယ်တိုင်ကသူတို့ကတက်တက်ကြွကြွနဲ့သူတို့ပူပေါင်းဆောင်ရွက်ရမယ့်လုပ်ငန်းတွေဖြစ်ပါတယ်။ကျမရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မင်းနဲ့ပါပါတီးကြပါဖြစ်ကြားချင်တာရှိပါလဲ။음ကျမရေးလုပ်ငန်းကတော့ဒါမြက်ကျမတို့ဒီစစ်ပွဲဖြစ်တဲ့အချိန်မှာပဲဖြစ်ပြီးဖြစ်စေဒီအဖြစ်ခက်ရဆဲတဲ့အချိန်မှာဖြစ်စေပြန်လဲထူထောင်ရေးကိစ္စတွေမှာဖြစ်စေ ဒါရေရှည်ပေါ့နော်ဒီအမ်ဟိုတီချာတဲ့အကောင်းမွန်တဲ့မူဝါဒတွေနဲ့ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒါအခြေခံလူအခွင့်အရေးနေနဲ့နဲ့ဒီဖြစ်စည်းပေးဖို့ဆိုတာကတော့ဟိုကောင်းမွန်တဲ့မူဝါဒတွေပေါ်ပေါက်လာဖို့အတွက်ကို လူတိုင်းတာဝန်ရှိကြသလိုတစ်ချိန်တည်းမှာပဲနော်ကိုဟိုဒေတာမှာနော်ဆက်ဆက်ဆောင်ရွက်ရမယ့်အဖွဲ့အစည်းတွေနဲ့လည်းအမြဲအနိကနော်ဆက်လက်ဆောင်ရွက်ပြီးတော့နော် ဒီရေရှည်နဲ့เนาะဒီမျှော်မှန်းချက်ရေရှည်ထားပြီးတော့ဆောင်ရွက်ရမယ်ကိုကိုယ်တိုင်လည်းတာဝန်ယူတာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်ရမယ်လုပ်ငန်းဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုဆရာမအချိန်ပေးပြီးတော့ဖြည့်ချမ်းတဲ့အထူးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်